စတလာပိုင်းစတရက်နေ့မှာကျွန်တော်တို့အားလုံးမှာကြုံတွေ့နေရတဲ့အခက်အခဲတွေဒုက္ခတွေတောကဘူမီတွေငြိမ်းရေးစေဖို့ ယောနေသွားစီဖို့ဝေးလွင့်သွားစီဖို့ရက်တန့်သွားစီဖို့အထောက်ပံ့ဖြစ်စီမဲ့စတ္တမီငိရေရားရဲ့အကြောင်းကို ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စတလာပိုင်းစတရက်နေကအင်္ဂါနေ့ကြတယ်အဲ့ဒီနေ့ကပြတ္တရာနေ့ဖြစ်တဲ့အတွက်ကျွန်တော်တို့လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကိုမဆောင်ရွက်ဖဲနဲ့ကျွန်တော်တို့အားလုံးမိษွေတို့အားလုံးမှာရင်ဆိုင်ကြုံတွေ့နေရတဲ့စတမီသော အပူမီးတွေငြင်းရေးစေဖို့အတွက် ကျွန်တော်ခုဖော်ပြမယ့်ရေဒီယာလေးကိုပြောပြပေးခြင်းဖ ဖြစ်ပါတယ်။အဲ့တော့ဒီရေတရာဆောင်ရွက်ဖို့ဆိုလို့ရှိရင်ဘာပစ္စည်းလေးတွေလိုမလဲဆိုရင်စားအနေငယ်လိုမယ်ပြီးလို့ရှိရင် ရေလိုမယ်ဒါပါပဲကျန်တာမလိုဘူး။အဲ့တော့ဘယ်ချိန်မှာလှူဒန်းမှာလဲဆိုရင် ကျွန်တော်တို့ပေါ့နော်ဒီ7လပိုင်း7ရက်နေ့မနက်7:00နာရီမှာတော့၎င်းည7:00နာရီတော့မှာ၎င်းပေါ့နော်မိတ်ဆွေတို့အစဉ်ပြေတဲ့ချိန်မှာဒါလှူဒန်းလို့ရမှာပဲဖြစ်ပါတယ်။ ဲ့တော့ဒီ area ဆောင်ရွက်ဖို့အတွက်ကဘယ်လိုလုပ်ရမှာလဲဆိုရင်စားဆိုလို့ရှိရင်ကျွန်တော်တို့ပကံများတော့အိမ်တိုင်းမှာရှိပါတယ်တန့်နေပကံများလေးဆိုရင်ရပြီအဲ့ဒီပကံများလေးထဲမှာစား7ပုံပုံပဲပြီးတဲ့အခါကျလို့ရှိရင် ရေ7ခွက် အဲ့တော့ရေဆက်တဲ့ခွက်ကကျမတို့မှာဖန်ခွက်မရှိဘူးဘယ်လိုခွက်တွေသုံးရမှာလဲရှိတဲ့ခွက်ကိုသုံးအယောင်တူမလားမတူလဲရတယ်တူလဲရတယ်အဆင်ပြေသလိုလုပ်လို့ရတယ်အဓိကကတော့နံပါတ်1အနေနဲ့ရေဆက်တဲ့ခွက်ဖြစ်ရင်ရပြီစားအနေနဲ့ပကံများထဲမှာဆက်တဲ့ပုံဖြစ်ရင်ရပြီအဲ့တော့ဒီနေရာမှာတချို့တွေကဖန်ခွက်တွေပါတယ်ရှိတယ်ဆိုလဲကိုယ့်အကူရှိတဲ့ဖန်ခွက်နဲ့ရေကိုထက် တခါတုံးကော်ကွက်နဲ့ထဲ့လဲရတဲ့အယောင်တူသည်ဖြစ်စေမတူသည်ဖြစ်စေရေ၁၁ခွက်ပြည့်ရပြီအဲ့တော့ဟုတ်ပြီအဲ့ဒီဟာလေးကိုခုနကတော့ပြင်းပြီးတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ခုနကတော့လင်မန်းရှိတဲ့လူကလည်းလင်မန်းလေးထဲမှာရေ၁၁ခွက်ကိုထည့်မရှိတဲ့လူကလည်းဖျားเจ้าဆောင်မှာမှာကိုယ့်ဟာကိုအစင်ပြေသလိုလှူအဲ့တော့လှူတဲ့အခါကျရင်တော့ဟုတ်ပြီကျွန်တော်တို့ဘယ်ချိန်မှလှူမှာလဲဆိုရင်ကျွန်တော်တို့၁၁လပိုင်း၁၁ရက်နေ့အင်္ဂါနေ့ကြတယ်မနက်၁၇နာရီချိန်မှလည်းလှူလို့လည်းရတယ်ည၁၇နာရီချိန်မှလည်းလှူလို့ရတယ်အဲ့တော့ကျွန်တော်စူးတောင်းကိုပြီးလို့ရှိရင်ပြောပ ေးမယ်เนาะအဲ့တော့ဒီ area ကိုလှူပြီးလို့ရှင်ဘယ်လိုလုပ်ရမှာလဲတချို့တွေကကျွန်တော် comment မှာမေးကြလိမ့်မယ်အဲ့တော့ဒီနေရာမှာပဲကျွန်တော်အကုန်လုံးကိုထည့်ပြီးတော့ဖြေးပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီ စတလာပိုင်းစတရက်နေမှာကျွန်တော်တို့ဒီစားနဲ့ဒီရေကိုကျွန်တော်တို့ဒါလှူပြီးတဲ့အခါကြလို့ရှင်တနာ ਈ လောက်ပြင်စွန့်လို့ရပြီအဲ့တော့ညာပိုင်းကိုလှူတဲ့သူတွေကလည်းပဲမနမိုးလင်းစွန့်လို့ရတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာစားနဲ့ရေနဲ့စတမီစတမီငိမ့်တာဘာပတ်သက်လို့လဲလို့တချို့တွေကျွန်တော်ကိုမေးကြလိမ့်မယ်ဒါပေမဲ့စားရဲ့သဘောဒီကျွန်တော်တို့ခုနကတော့အပူအပုတ်တွေကိုကျွန်တော်တို့နိုင်နေနဲ့ဓာတ်တတိတွေရှိတယ်ပြီးသွားလို့ရှင် မကောင်းတဲ့ခုနကတော့အခိုးငွေတွေကိုဆွဲဆုပ်တဲ့အာနိသင်တွေသူ့မှာရှိတယ် အဲ့တော့ရေကဟုတ်ပြီရေရောဘာတက်တဘောတွေရှိတယ်ရေကတော့ကျွန်တော်အပေါ်ဗီဒီယိုဖိုင်ဒီမှာလည်းပြောခဲ့ဘူးတဲ့ရေဒီဂံမီယာတက်တွေအများကြီးရှိတယ်ရေဒီခုနကတော့ဗာလဲဆိုရင်အညစ်ကြေးတွေကိုခုနကတော့ စေးကြောတဲ့အခါမှာပြောင်လက်စီတဲ့ခုနကတော့အညစ်ကြေးတွေခုနကတော့ကင်းစင်စေတဲ့ပြောင်လက်စီတဲ့ဓာတ်တဘောတွေရှိတယ်ကျွန်တော်တို့တစ်ခါတလေဘိုက်စာတဲ့အခါမှာရေတောက်လိုက်တဲ့အခါမှာဝမ်မီကို ကျွန်တော်တို့ခေတ္တခဏငြိမ်းအေးစေတဲ့အစွမ်းတက်တီတွေရှိတယ်ပြီးလို့ရှင် ရေရဲ့တဘောကဘာလဲဆိုလို့ရှင်မကောင်းတာတွေကိုစီးဆင်းသွားတဲ့ခုနကတော့စီးဆင်းသွားစေတဲ့ဓာတ်တဘောတွေရှိတဲ့အတွက်ကျွန်တော်တို့ကဒီစက်တလာဝိုင်းစက်တရက်နေမှာအားလုံးတို့အခက်အခဲမဖြစ်စေဘဲနဲ့အိမ်မှာလွယ်လေးတစ်ခုရှိတဲ့ပစ္စည်းလေးနဲ့ကျွန်တော်တို့ဒါရေတရား ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီဧရိယာကိုကျွန်တော်တို့လှူမယ်ပေါ့လှူတဲ့အခါမှာဘယ်လိုဆူတောင်းရမလဲကျွန်တော်ဒီနေရာမှာအကုန်လုံးပေါင်းပြီးတော့ပြောပြလိုက်မယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားနော်၁၇လပိုင်း၁၇ရက်နေ့မှာဘုရားတပည့်တော်တပည့်တော်မတို့ဒီစား ရေရေရရားလူဝဲများဖြင့်လူတန်းမာဤဖျားလူတန်းမိသည့်ချိန်မှစပြီးတော့ဖျားတပီတော်တပီတော်မတို့မှကြုံတွေ့နေရသောရင်ဆိုင်နေရသော စတမီသောဒုက္ခပူမီတွေငြိမ်းရေးပါစေရတတ်ပါစေဆိုပြီးတော့တေချာလေးယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့ဒါစူးတောင်းပြီးတော့လူတန်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့စက်တမီငိမ့်ရေရလေးကိုစီရင်ဆောင်ရွက်တဲ့ခဏရသားသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့စက်တမီသောဒုက္ခဘူမီတွေငြိမ်းရေးပါစေလို့ကျွန်တော်အနေနဲ့စူတောင်းမြတ်တာ ပို့သားရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်